spaghetti ပေါ့ pasta တွေပါတယ်ချက်တယ်ပြီးတော့ကြက်သားအလူခင်းချက်တယ်အဲ့ဒါတော့ခေရ favorite တွေပေါ့နော်ပြီးရင်အဲ့လိုကြက်သားမွားကျော်အဆက်လေးတို့ပါတို့ gate ချက်တတ်ပါတယ်အဲ့ဒါဟိုရောက်မှချက်တတ်သွားတာငါကိုရမမေ့ဘူးဟိုရောက်မှချက်တတ်တာအဲဟင်းတော့မချက်ကျွေးဘူးဒါပေမဲ့ cake မုန်တော့ဖုတ်ဘူးတယ်ပေါ့နော် brownie ခင်နာမည်ကြီးอ่ะ brownie ဖုတ်တာဟုတ်ကဲ့လာလာလေးရင်ပြီးပါဟုတ်ကဲ့ခင်းရမလေးကတော့ဖုံမှုသူက အမဟိုဒီဟင်းချက်တဲ့ကျောင်းမှာပဲဟို culinary school ပေါ့နော်အမဖွဲရလာတာဆိုတော့သူကတော့ chef လုပ်နေတယ်သူကလည်းနည်းနည်းသင်ပေးတာပေါ့နော်အခုတော့အမှန်တမ်းပြောမယ်ဆိုမေမေလည်းမချက်ဖြစ်ဘူးခေးလည်းမချက်ဖြစ်ဘူးမေမေလည်းမအားတော့ခေးလည်းမအားတော့ခေးပြန်ရောက်ပြီးတော့ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဟိုမဘွန်ရောက်နေတော့ခေးက ဒီစပက်ဂက်တီပေါ့ပါစာတွေပါချက်တယ်ပြီးတော့ချက်သားအလူဟင်းချက်တယ်အဲ့ဒါတော့ခေရဲ့ favorite တွေပေါ့နော်ပြီးရင်အဲ့လိုချက်သားမွားကျော်အဆက်လေးတို့ပါတော့ခေချက်တတ်ပါတယ်ဟိုရောက်မှချက်တက်သွားတာငါတို့ရမမေတူဟိုရောက်မှချက်တက်တာဟိုရောက်ပြီးမမေကလည်းခေးချောင်းဆက်ဆက်တက်တော့နှခါသုံးခါလောက်လိုက်ခဲ့တယ်လေအဲမမေကလည်းတခါလေးတင်ပေးခဲ့တာပေါ့နော်ခင်းညမလေးကတော့ဆုံမူသူက အဲ့မှာဟိုဒီဟင်းချက်တဲ့ကျောင်းမှာပဲဟို culinary school ပေါ့နော်အဲ့မှာဖွဲ့ရတာလားဆိုတော့သူက chef လုပ်နေအဲ့တော့သူချက်တာလေးတွေလည်းသူကသူကလည်းနည်းနည်းသင်ပေးတာပေါ့နော်ဟုတ်ကဲ့ဒါဟင်းချက်ချက်ကတော့အလွယ်လေးရရှိတတ်တယ်လေဟုတ်ကဲ့လေးရှိခဲ့တယ်ရှိခဲ့ပါရဲ့ရှင့်ဟဲ့ချင်းချက်တုံးကမကြီးအခင်ကတော့ online ကကြည့်လိုက်တော့ဗောနော် online ကကြည့်လိုက်တော့အဲမြန်မာ NGO တွေပဲ YouTube ပေါ်မှာတင်ပေးရတဲ့ video တွေရှိရဲအဲတော့မှသူတို့ကမကြီး face လို့ရေးထားတာခင်ကအဲ မကြီးရေတကူးလုံးထည့်လိုက်တော့เนาะအဲ့တော့အဲ့ပွဲလေးအဲ့ဟင်းပွဲလေးကတော့မစားပြေဘူးဒါပေမဲ့အဲ့ဒါခေပထမဆုံး mistake လေးပေါ့เนาะချက်နေတာအမတ်တရလေးပေါ့ဟုတ်ကဲ့အာဖြစ်စရာဘလို့ဟုတ်ကဲ့အဲသူ့အာဖြစ်စင်သူငငငယ်တုန်းကတော့သူ့ကိုသူကဖြားတတ်တယ်ပေါ့နော်ငငငယ်တုန်းကနည်းနည်းလေး weak ဖြစ်တယ်ဆိုတော့ အဲမမင်းကမမင်းနဲ့ခင်းနေတဲ့အသေးချာသူ့ရဲ့ diet diet ဆိုတော့သူစားတဲ့ဟာပေါ့နော် diet ဆိုတော့ဝေးချဖို့ပဲမဟုတ်ပါဘူးစားတာကိုစားတဲ့ plan ကိုပြောတာပါအဲတော့အမှ salmon ငါတို့ဒီ carrot တို့ဟိုပါပေါ့နော် မုန်လာဥနီကိုပေါင်းပြီးတော့အဲ့လိုအဟားရှိတဲ့အစာလေးတွေကိုရွေးပြီးတော့ရွေးပြီးတော့ချက်ခဲ့ပေးတာပေါ့နော်အခုတော့အမှန်တမ်းပြောမယ်ဆိုမမေလည်းမချက်ဖြစ်ဘူးခေးလည်းမချက်ဖြစ်ဘူးမမေလည်းမအားတော့ခေးလည်းမအားတော့ခေးပြန်ရောက်ပြီးတော့ပေါ့နော်ဟုတ်ကဲ့ ူကလေသူစားနေကြားဟာလေးတွေပဲပေါ့နော်အဲ့လိုအစားလည်းမရွေးပါဘူးရှင်ဟုတ်ခီးတွေနိုင်ငံခြားခီးသွိုင်းရင်လည်းအဲ့လိုပါစာတို့ပါတော့လည်းစားပြစ်ပါတယ်ဟုတ်တယ်တေးတော့မေရောချက်ကျွေးလားခေးလားအဲဟင်းတော့မချက်ကျွေးဘူးဒါပေမဲ့ကိတ်မုန်တော့ဖုတ်ဖူးတယ်ပေါ့နော်ဘရောင်နီခင်နာမည်ကြီးอ่ะဘရောင်နီဖုတ်တာဟုတ်ကဲ့ဒါပေမဲ့ဆရာဝန်က तू ကအရင်အဲ့လိုမျိုးရင်ကျက် as မှာတို့ရှိတတ်တော့ချောကလက်မစားဘူးလို့ပြောတော့တခါမှတော့မချွေးဘူးသေးဘူးပေါ့နော်ဟုတ်ကဲ့ပါအဲ့ဒါတော့ဖုတ်တာတော့တော်တော်ချမ်းတယ် အမ်အဘိတ်ဘိတ်ကင်းမော့နော်အမုံဖုတ်တာကြောင့်လေဟင်းချက်တာညမလေးကြောင့်လားဟုတ်ကဲ့ဟုတ်ကဲ့မှတ်ချက်တွေလည်းအိမ်လုံးစီရတယ်ဘယ်လိုလေးကြောင့်လဲမချက်တည်းဟာစားလို့ကောင်းတယ်ဗောစားတယ်ဗော မရှိတော့ဘူးဗောအကုန်ဝါးပြီဗောဟုတ်ကဲ့ဟောကင်းမလို့ပြောတာမဟုတ်ဘူးအရသာတကယ်ကောင်းလို့ရတာတကယ်ကောင်းလို့ပါသမီးရေဒါလေးကတော့အဆင်မပြေနေဘူးဆိုလည်းပြောရှာပါတယ်အဲ့လူတွေကအဲ့လိုခေးပြောသူလို့ခေးပြန်ရောက်ပြီးကြတယ်မေမေလည်းမအားတော့ဘူးဖေဖေလည်းမအားတော့ဘူးလီယန်လည်းမအားတော့ဘူးအိမ်ကလူတွေတောင်တိတ်မအားချင်တော့ဘူးအဲ့တော့တိတ်မချက်ဖြစ်တော့ဘူးဗောနော်အိမ်က ဟုတ်ကဲ့ဟုတ်ကဲ့မဆားအောင်များပါတယ်တိုင်လုံးအရာပါရှိပြီးလေကောင်းရင်မြဆာလို့ရတာများရှိလားရှိပါလေရပြီမလေးတော့ဖောက်ပြီးစားနေဟုတ်ကဲ့ပါဒီနေ့ကလေးကျော်အတွက်ကိုဂျိုကာနဲ့အဲတ냥လေးရိုက်တာပဲဖြစ်ပါရဲ့ရှင်အဲလီချော်ကခီရိုနိုင်ငံသားမှနေတော့ဆိုရင်မမေကအမြဲ ဟင်းလေးချက်ပြီးတော့ပို့ပေးရမှာเนาะခေအစိုက်တာခင်းနဲ့ခင်းကမှလေးချက်တဲ့ဟင်းလေးတွေကိုတို့ကကြာတော့ဒီလိုမျိုးထုတ်လေးတွေ ready made လာတယ်ဆိုတော့အဲခီးသွားတာပဲဖြစ်ဖြစ်အဝေးရောက်နေတဲ့သူတွေအတွက်ဖြစ်ဖြစ်ပေါ့เนาะပို့ရတာလည်းလွယ်သလိုအဲ့လိုမျိုးဒီအိတ်ထဲထဲအောင်လည်းလွယ်တယ်ပေါ့เนาะအဲ့တော့ အဲ့လိုမျိုးခေးအနေနဲ့စဉ်းစားရင်တော့ international student တွေအတွက်လည်းအရင်အဆင်ပြေတယ်ခေးလိုမျိုး shooting သွားရင်လည်းတခါတည်းထည့်သွားရုံပဲပေါ့နော်အရင်အဆင်ပြေလို့ထင်ပါတယ်ဟုတ်ခေးကြိုက်စမရတာကဒီမှာပုစံကြောက်ငံပြရေးကြောက်ကြိုက်ပါတယ်ခေးဘာလို့ကြိုက်တာလဲဆိုတော့အိမ်မှာခေးကိုနလာရထိန်းလာရအမိုးကြီးဆိုရှိရလေ။သူကအမြဲငမြရေးကြောချက်ပြရခေအရန်ကြိုက်တယ်။အဲ့တော့ခေကလည်းဒီလေးကြောစီရဆိုအဲအရသာအကြိုက်ဆုံးပါ။ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ခေခုနပြောသလိုပဲပေါ့နော်ခေအလုတ်သွားရတယ်အဲရှူတင်လေးသွားတာပဲဖြစ်ဖြစ်အဲ့လိုဟင်းကြိုက်နေနဲ့ထဲဆံမလို့ပေါ့ပေါ့နော်ဒီလိုအထုတ်လေးဆိုရင်အဲတဲယူရတာလည်းအရင်လွယ်ကူပါတယ်လို့ဟုတ်ကဲ့ဟုတ်ကဲ့အဲခေဒီနေ့ကတော့အဲ့လိုမျိုးပေါ့နော်ခေကရိုက်လိုက်ရရင်ဒီအဲ jewelry တို့ အဲ skin care beauty ရိုက်နေရတာများရေပေါ့နော်အခုကျတော့ဒီလိုမျိုးမြန်မာအစားအစာလေးအတွက်ရိုက်ပေးရတော့ခင်ဝန်သားပါတယ်အပြောင်းလဲလေးပေါ့နော်ဘယ်လောက်တောင်ပြောရလဲခုနကမောင်နှမတရားတော့ကနေရကြည့်ဟုတ်ကဲ့ဟုတ်ကဲ့ပါခင်ကတော့တုံတုံတုံဆိုအဲ့လိုမျိုးကြောင်ညာရေးမှာတိတ်မခတ်တဘူးပေါ့နော်ဒါပေမဲ့ကိုဂျူကလည်းအရင်သဘောကောင်းပါတယ်အဲဒီမှဟိုဒီဆက်ဖွဲ့ရလူတွေကလည်းအရင်အဲသဘောကောင်းတယ်ခင်ကိုလည်းကူညီရဆိုခင်လည်းပြောရပါတယ်ရှူတယ်မှာဟုတ်ကဲ့အဲ့တော့ဒါလေးတော့အကတော်တော်လေးပင်ရရလားခင်ခုနကမှရောင်းမ တင်လိုက်တာရောက်မှဟိုအနောက်ကအခန်းထဲမှာ9မိနစ်10မိနစ်လောက်ပဲအချိန်ပေးပြီးတင်လိုက်တာပေါ့ပေါ့ပါပါပါပဲဒီနေ့ဟုတ်ကဲ့ choreographer ရှိပါတယ်ဟုတ်ကဲ့အကတင်နေတဲ့ဆရာပေါ့ဟုတ်ကဲ့ပါဒါလုံးဝမခက်ခဲဘူးပေါ့ပေါ့ပါပါပါပဲဒီနေ့ကိစ္စဟုတ်ကဲ့ အတော်လေးရတော့ဟိုရေဘူးလေးလူယူရရေကြိုက်တော့အဝမ်းသာပါအားလုံးမခေပြန်ရောက်ခဲ့အောင်ငငယ်လေးတွေကရောအားပေးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်ခေအခုစူးစမ်းနေပါပြီဆက်လက်စူးစမ်းသွားပါမယ်လို့ပြောချက်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါကျေးဇူးတင်ပါရှင်